ကိုလာကြော်ကြတိုက်ပွဲတွေဖြစ်ပွားနေတဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာစစ်ကောင်စီတပ်ကနေမြေဆိုးမိုးနိုင်ဖို့လေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်ပြစ်လုလာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုံတွေရေးလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာကိုလာကြော်ကြတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနေမြေတိုးချဲ့က80တိုးနိုင်မှုရှီတန်းစစ်မြေနယ်ပြင်တွေမှာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လုဆောင်လာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စတေမာလာ9ရက်ကနေ18ရက်အထိတိုက်ပွဲဆုံဖြစ်တဲ့ကုံသွေးလမ်းမိုင်းကတင်ခွန်ရတဝိုက်မှာလေချောင်းကနေကြက်ဖိုက်တာနဲ့နေစဉ်ပုံလာကျဲခဲ့ပြီးစတေမာလာ20ရက်နဲ့21ရက်တွေမှာလည်းဝိုင်တွဲလင်းနေစည်းကလက်လုံဘုံနဲ့120နဲ့80မမဘုံသီးတွေကိုအုံပြုကအလုံးရေ160လောက်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မနေ့ဆက်တနားရက်အစစ်မာကသူတို့ကဒီလိုအဲဒီဝိုင်တွဲနဲ့မချဘူးလဲဆိုတော့ခန်စစ်မာကသူတို့ကျွန်တော်တို့ဒီစကခတက်တည်နေကျွန်တော်တို့တက်တည်နေအနိကဖြစ်နေတယ်လေ လေးကဖြစ်တယ်တော့ကျွန်တော်တို့ကြောင့်တိုက်ခိုက်မှုမှာသူတို့လူလည်းပြန်ထင်းနေအဲ့ဒါကြောင့်သူတို့ဟိုခန်းစစ်ကိုမချဘဲနဲ့ခန်းစစ်ရဲ့နောက်ကျောအရွာအိမ်ကြီးရှိတဲ့နေရာကိုကျွန်တော်တို့ရှိမဲ့အထင်နဲ့အဲ့လာချတာဟုတ်ကဲ့အဲ့လိုကျွန်တော်မြေပြင်မှာသူတို့အနေနဲ့ဟိုတိုးလို့မရဘူးပြည်မှာတိုးလို့မရတော့လေကြောင်းပစ်ကူအနေနဲ့သူတို့ကဆေးဆက်တူးနေတာလေရင်ပစ်ကူဟိုလေကြောင်းပစ်ကူအနေနဲ့သူတို့လောက်လာတယ်လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ စစ်ကောင်စီတပ်ကတော်လိုင်းပူပေါင်းတပ်ဖွဲ့ရဲ့ခံစစ်နေရာနီးမှာလေကြောင်းတိုက်ခိုက်တာတွေကိုအဓိကလှုပ်ဆောင်နေပြီးကျေးရွာတွေကနေအိမ်တွေပျက်စီးဆုံးရှုံးတာတွေရှိနေတယ်လို့ဆိုပါတယ်။ကိုလာကြော်ကြတိုက်ပွဲအတွင်းထုံခါတိန်ခွန်6နှစ်ပေါင်းနဲ့တဲဖြူစားတဲ့ကျေးရွာတွေကဒေသခံတွေအကုန်စစ်ဆောင်နေကြရပြီးတိုက်ပွဲသုံးတွင်းမှာမရှိတဲ့မောတောင်တဲဖြူရွာကြားကကျေးရွာတချို့ကတော့လူဝဲရင်စစ်ဆောင်နေထိုင်ကြဖို့ကြိုတင်ပြင်ဆင်တာတွေလှုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။ပြည်သူတွေကတော့ပြည်သူတွေကတော့ကာကွယ်တပ်ဖွဲ့တွေရှိနေတယ်စစ်ပွဲကလည်းသူတို့အနာမရောက်သေးခြင်းဆိုတော့ ရွာထဲမှာပဲရှိနေကြတယ်။ဒါပေမဲ့ဆစ်ဆောင်ဖို့လိုအပ်လာရင်ရှောင်ဖို့နေရာတွေကအစပြင်ဆင်ထားကြတဲ့အပြင်စားနပ်ရိက္ခာတွေလည်းစုဆောင်ထားတယ်။ရုတ်တရက်ဆစ်ဆောင်လာရမယ်ဆိုရင်တော့ဒေသခံတွေတော့အခက်အခဲသိမ့်မရှိတော့ဘူးပေါ့။ကျမ်းမာရေးမကောင်းဖြစ်လာရင်စေယုံစေကန်သွားရမယ်လူနာတွေလောက်ပဲအခက်အခဲရှိလာမယ်ပေါ့။အရင်က နိုင်ငံရေးအခြေအနေမလျှို့တွေးခင်အချိန်ကတနာရီပဲသွားရတဲ့ခီးကိုအခုတရက်နေတောင်မရောက်တဲ့အတွက်လန်ခီကြံ့ကြံ့မှုဖြစ်နေတယ်။ ်ဆစ်ဆောင်နေဟာတိုက်ပွဲမရောက်နိုင်တဲ့တောတောင်တွေထဲမှာဆစ်ဆောင်နေကြရပြီးအင်တာနက်နဲ့ဖုန်းလိုင်းမရှိတဲ့အတွက်ဆက်သွယ်ရေးခက်ခဲနေတာဆစ်ဆောင်ရေးကူညီပေးနေသူတွေလည်းလက်မဆက်သွယ်ရေးခက်ခဲကြောင်းဆစ်ဆောင်နေရှိတဲ့နေရာကိုမရောက်နိုင်ကြဘူးလို့ဆိုပါတယ်ထိတွေ့တိုက်ပွဲတွေကြောင်းတနင်္သာရီမော်တော်လမ်းပိုင်းမှာကုန်ကားနဲ့ခီးတဲ့ကားတွေတွာလာလို့မရတော့တဲ့အတွက်ကုန်တယ်ယူပို့ဆောင်ဖို့ခက်ခဲတွေရှိနေတယ်လို့တနင်္သာရီမြို့နယ်ကဒေသခံတွေကပြောပါတယ်တနင်္လာရီမောတောင်ကြားကရွာတွေမှာအရင်တုန်းကကွန်းသီးတို့တောင်ယာထွက်ကုန်တွေအများဆုံးလုကင်ကြရတယ် အရင်တုန်းကဆိုတောင်ရသခွားသီးတို့ရွှေပြုံသီးတို့မောတောင်ဘက်ကပို့တာတွေရှိတယ်။တနင်္လာရီဘက်ကိုပို့လဲအဆင်ပြေနေတယ်။အခုနောက်ပိုင်းကားလမ်းပိတ်ထားတော့ပို့လို့အဆင်မပြေတော့ဘူး။အဲ့ဒီတောင်ရထွက်ကုန်တွေရွှေပြုံသီးတို့သခွားသီးတို့ဆိုအခုဆိုဒီဘက်မှာမြင်အောင်မမြင်ဘူးတော့ဘူး။လောက်ကင်မဲဆိုရင်တော့လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကြောင့်ရောင်းလို့အဆင်မပြေဘူးလေ။စစ်ကောင်စီကထိုင်းမြန်မာကုန်သွယ်ရေးလမ်းကိုအပြေးအဝထိန်းချုပ်နိုင်မှုအတွက် တိမ်ခွန်းစစ်မျက်နှာကိုအင်အားဖြည့်တင်းနိုင်အောင်တပ်သားအင်အားနဲ့ရိတ်ခါတွေနေ့စဉ်ပို့ဆောင်နေပါတယ်။လက်ရှိမှာလည်းတနင်္သာရီမော်တော်လမ်းပိုင်းကထုံခါနဲ့တိမ်ခွန်းကြေးရကြားကနေမြေတွေကိုစစ်ကောင်စီတပ်ကစိုးမိုးထားပြီးရွေးကောက်ပွဲနေလာတာနဲ့အမျှစီးရရဖိအားပေးတာတွေပုံများလာနိုင်တယ်လို့တော်လန်ဤပူပေါင်းတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။ကျွန်တော်လိမ့်ပါ